AI ခင်မှာဒီလိုမျိုးအဲ့ဒီဗီဒီယိုကလစ်တစ်ခုကြည့်ပြီးလဲသူကအဲ့ဒီ AI ကိုမေးတာပေါ့နော်မေးတဲ့အခါကျ AI ကအသိတော်ကိစ္စနဲ့ပတ်သက်ပြန်ဖြေထားတဲ့အခါကျတော့အဲမဖြစ်နိုင်ပါဘူးလေဆိုကောက်ကိုကျွန်တော်ကျွန်တော်တို့လည်းဒီ IT kit ကိုသူကရှိတယ်လေဆိုတော့မေးကြည့်လိုက်တယ်ဘာမှလိုပဲပြောပါပေါ့နော်ဒီဒီ AI ကတော့ဘာမှလိုပြောတတ်တယ်ဆိုတော့မေးခွန်းက တင်းတော်အကြီးကြီးတစ်ခုဖြစ်လာဖို့အမြန်ဆုံးနီလန်းကိုပြောပြပါအရွယ်အစားအရန်ကြီးမရမယ်နော်ဆိုပြီးတော့အိမ်မေကိုမေးလိုက်တယ်ဆိုတော့ကျွန်တော်သုံးနေကြ AI ကကျွန်တော်အချောင်းသူတိတယ်ထင်တယ်ဆိုတော့သူကအဖြစ်ပေးတယ်ဒါပေမဲ့သူ warning ဆိုပြီးမှ warning sign လေးညင်ပေးထားတယ်ဤနီလန်းများသည်ဝိညာဉ်ရေးရအခြေခံမဟုတ်ပါလူစိတ်ဝင်စားမှုကိုဦးစားပေးသောနီလန်းများဖြစ်ပြီး ဝิญဉ္ဇေရအ ਨੇ အတိတ်ပဲနဲ့မညီညွတ်နိုင်ပါဆိုတော့သူ warning အရင်ပေးထားတယ် warning ပေးတော့သူဘာပြောလဲဆိုတဲ့အခါမှာကျွန်တော်လေးအဲ့ဒါဖတ်ပြီးတော့လေပြပြောပြချင်တယ်သလားမျက်လုံးထဲမှာကွက်တိတွေပေါ်နေလို့လေဆိုတဲ့အခါကျတော့အဲ့ဒီခုနမေကုန်းကဗာလဲပြန်ပေးပါနော်အသင်းတော်အသင်းတော်အကြီးကြီးတစ်ခုဖြစ်လာဖို့အမြန်ဆုံးနီးလန်းကိုပြောပြပါအရွယ်အစအရန်ကြီးရမယ်ဆိုတာ AI ကဘယ်လိုဖြည့်ထားလဲဆိုတော့နံပါတ်1အသင်းတော်ကို brand တစ်ခုလို့ဖန်တီးပါတဲ့ logo တွေ slogan တွေ design စတာတွေကိုခင်မိအောင်လုပ်ပြီးလူတွေစိတ်ဝင်စားအောင်ဖန်တီးပါအသင်းတော်မှာ အောင်မြင်မှုပျော်ရွှင်မှုကိုယ်တိုင်တန်ဖိုးမြင့်တင်မှုတို့နဲ့ဆက်ဆက်တဲ့အရာတွေကိုပဲဟောပြောပါ ကျမ်းမာချမ်းသာတရားတွေကိုပဲဟောပြောပါ how to be your best best self ပင်ပေါ်မှာအကောင်းဆုံးဖြစ်အောင်နေထိုင်နည်းဆိုတဲ့ဒီ life tips အသက်တာအောင်မြင်ဖို့အကြောင်းတွေကိုတရားဟောချက်အဖြစ်အသုံးပြုပါ အပြစ်အကြောင်းအစေခံခြင်းအကြောင်းငရဲအကြောင်းလုံးဝမဟုတ်ပါနဲ့ဒီ theology ဓမ္မပညာကို ပော့ပါပော့သွားအောင် မလေးပင်အောင်လုပ်ပြီးနောင်တတရားဝိညာဉ်ရေးတိုက်ပွဲစားတဲ့အကြောင်းတွေကိုရှောင်ပါပမာကျမ်းစာအနဲ့တဲ့ပေများကိုရှော့ချပြီးမှဟောပြောပါအဲ့ဒါနံပါတ်1နော်နံပါတ်2ဖြောပြေးပေးသော worship အစီအစဉ်နဲ့ ဒီ worship လောက်တာကိုဖြော်ပြေးပုံစံဖြစ်အောင်လုပ်ပါရဲเนาะ professional အမှုပညာသမားများ၃ပါးမိအလင်းမှောင်မိโกငွေဆက်စတာတွေကိုတုံးပြီးစိတ်ပိုင်းဆိုင်ရာခြေနှက်မှုဖြစ်အောင်လုပ်ပါတခြင်းတွေကိုခိမိစတိုင်နဲ့ပြောင်းလဲပြီးတော့ရှေးရိုးပုံစံမဖြစ်အောင်သတိပြုပါအဲ့ဒါနံပါတ်2နံပါတ်3 celebrity pastor တူဦးဖန်တင်ခြင်းနာမည်ကြီးတရားဟောစရာဖြစ်အောင်ဖန်တီးပါ ဲ့ဒါဆိုပါလဲဆိုတော့ဩဇာပါဝါရှိတဲ့လူအဟောပြောကောင်းတဲ့လူတူဦးကို social media public speaking မှာထင်ရှားအောင်လုပ်ပါရှင်းလင်းတူတောင်းပြီးလူကိုဆွဲဆောင်နိုင်တဲ့စကားများကိုသုံးပြီးတော့ motivational speech နဲ့ storytelling ကိုတရားဟောချက်ဖြစ်သုံးပါအဲနံပါတ်၄ social media ကို strategy တစ်ခုအနေနဲ့သုံးပါเนาะ daily post inspirational quotes reels စာရတွေကိုတင်ပါဒီ influencer တွေနဲ့နာမည်ကြီးအမှုပညာသမားတွေကိုတုံးပြီးလူမှုကွန်ရက်မှာသူတို့အားဖြင့် visibility ဟိုလူတွေကြည့်တဲ့ engagement ပေါ့နော်မြင့်တင်ပါငါ consumer friendly program ပြောင်းလုပ်ပါဆိုတဲ့အခါကျတော့ service ကိုအခြေအမျိုးမျိုးလုပ်ပေးပါ coffee bar child care parking assistant စာရတွေရှိအောင်လုပ်ပါ လာရောက်တဲ့လူတိုင်းကို customer လို့ဆက်ဆံပြီးတော့မှသူတို့သဘောကိုမေးမြန်းတာတွေ entertainment ဖြောပြပေးတာတွေတက်တောင့်တက်တာဖြစ်ပြီးသူတို့တက်တောင့်တက်တာဖြစ်ဖို့ကိုဦးစားပေးပါအာနမတ်ချပ်နမတ်ခုနှစ်ကြီးမားသောပွဲများနဲ့ give away လက်ဆောင်များကို ပေးပါတဲ့ဒီ concert တွေနာမည်ကြီးတရားဟောဆရာတွေဆရာမတွေဒီ events တွေစတဲ့တွေကိုကြီးကြီးမားမားလုပ်ပါတယ်အဲ့ဒီမှာ iPads တို့ gift card တို့စတဲ့ give away လက်ဆောင်တွေကို ပေးခြင်းအပြင်လူသစ်တွေကိုဆွဲဆောင်ပါ။နံပါတ်၈ discipleship ကိုလည်းအစေခံခြင်းထက် growth metric ကြီးထွားခြင်းကိုဦးစားပေးပါ။ဘယ်ကြီးထွားလားမကြီးထွားလားဆိုတာကိုတက်ရောက်သူလူဦးရေ social media engagement ဒီအလှူငွေဘလောက်ရတာဒီအပေါ်မှာမူတည်ပြီးတော့အောင်မြင်မှုကိုတိုင်းတာပါ။ campus အသင်ဖွင့်ပြီးတော့မှဖွင့်ပါအဆောက်အအုံကြီးများကိုတိဆောက်ပါ program တွေကိုတိုးချဲ့တဲ့ဟာတွေကိုဦးစားပေးပါတဲ့ဒါတွေကခုနပြောသလိုအလျင်အမြန်ဖြစ်မော်လား AI ပြောတာနော် AI ပြောတာနော်အဲ့မှာ तू ကနောက်ဆုံးမှဘာဘာပြန်ပြောလဲဆိုတော့ဒီနီးကားတဲ့စမ်းတပ်ဖို့မလုပ်ပါနဲ့တဲ့ဝိညာဉ်ရေးကအနဲ့အဓိပ္ပာယ်နဲ့လူဘဝပြောင်းလဲမှုကိုဦးစားပေးတဲ့သူပဲဖြစ်ပါတဲ့ဒီလိုလော့ကီနီးလန်းနေကိုတိထားခြင်းအဖြစ်ကတော့တည့်ရဒီဆန်မန့်ကိုဟိုပုံမပြမတိုးတက်စေပါလေဆိုပြီးမှ i o d d d intelligent ကနေပြောတယ်စက်တောင်တည်တယ်တော့ ai ကတော့တည်နေပြီဟာခင်ဗျားတို့မတည်သေးလို့အဲ့တော့ခင်ဗျားတို့ပြောပြတာကြောက်ပဲ့ဖွယ်ရမျက်လုံးတော့ဘာလို့ပေါ်လာလဲဒါပဲဒါပဲဘိုင်ဘိုင်